Hello Heriba ဒီနေ့ဗီဒီယိုမှာတော့ One Piece တရား Devil Fruit 5မျိုး ranking ပုံစံနဲ့ပြောသွားမှာဖြစ်ပါတယ်။အကျဉ်းဆုံး Devil Fruit 5ခုပါ။ဒါနဲ့ဗီဒီယိုလေးမစခင်မှာကျွန်တော်အနေနဲ့ Blue Root တောင်းဆိုစရာရှိပါတယ်။အဲ့ဒါတော့ Subscribe လုပ်ခဲ့ဖို့ပါပဲ။အဲ့ဒါမှကျွန်တော်လည်းအတက်မှလေး။ကဲဗီဒီယိုလေးကိုစလိုက်ကြရအောင်။ Number 5 Kura Kura no Afro White Bee ကစရရင်ဦးလက်ရှိမှာ Black Bee ကစတာ။ One Piece ကဘာကြီးကိုတစ်ချက်လောက်တောက်ချလိုက်ရင်ကဘာကြီးတစ်ခုတော့လှုပ်ရသွားမယ်။စွမ်းအားပေါ့နော်။ ရိုင်းဖို့မှလည်းတစ်ချက်လောက်စောင့်လိုက်တော့တော်တော်လေးကိုကြမ်းတော့တွေ့ရပြီ number 4 opi opinomi dd ကိုတော့လောရစားတာ surgery fruit ron တိဆောက်လို့ရတယ် error နဲ့ဝင်လာတဲ့အရာအလုံး cut switch remove heart အကုန်လုံးလုံနိုင် one piece တဲမှာ fashion နဲ့ overpower နဲ့ hack ဆိုရင် deep fruit ထက်ကောင်းတာမရှိဘူးထူးကြတာအဲ့ဒီ fruit မှာ imported power လည်းပါတယ် imported power ဆိုတာ F ကိုစလိုက်တာ ਨੇ imported ဖြစ်တာမဟုတ်ဘူးကိုကတခြားသူကို imported လုပ်ဝင်လို့ရဒါမှန်ကိုကိုရောပြန်လုပ်လို့မရနံပါတ်3နေရာမှာနေရယူထားတော့ pika pika နှုတ်ပြီးမှာခုလက်ရှိ pizza ကိုစားရပြီးတော့ light speed man ဖြစ်သွားတာပါတကယ် light speed man ဖြစ်သွားတယ်ဒါမှန် light speed နဲ့တော့မတော်နိုင်မတော်သေးရလားမတော်နိုင်ရလားကျွန်တော်လည်းမသိဘူး pizza ကမပြသေးဘူးနံပါတ်2နေရာမှာတော့ soul soul နှုတ်ပြီး ဘင်မွန်းစားတာဖို့ဘင်မွန်းတိလက်ရှင်လာတော့မသိဘူးဒါမဲ့ဆိုးကွန်ထရိုးရီလူတွေကနေတစင်ဆိုးရီယူနိုင်တယ်ဗျဟိုမစ်တွေဖန်တီးပြီးဇူးတို့လိုတဘာဝအရာတွေကိုလည်းဖန်တီးနိုင်တယ်ဗျဟီတိုဟီတိုနိုမီမော်ဒနီကာတကယ်နံပါတ်1တော့မလဲမသိလူဖီအဝေကန်မဟုတ်အဲဆန်ကော့နီကာပါပဲစလိုက်ကြီးလူဖီစားတာဆိုတော့တိတ်တော့ပြောစရာလုံးဝမထင်ပါဘူးဒါမဲ့အားနဲ့ကြကတော့ limits ပြောရရင်အားကုန်ပြီးအစာရအများကြီးပြန်စားရပါတယ်သူအဝေကန်ရဖို့တော်တော်လေး train ရပါတယ် အာ One Piece History မှာ Stronger Fruit လို့လည်းပြောလို့ရပါတယ်။ကဲ Brother တို့နေနဲ့ Bad Devil Fruit အကြံဆုံးလို့ထင်တယ်။ Comment မှာပြောလို့ရပါတယ်။